ဂျပန်တောင်ကိုရီးယားတို့နဲ့စိုက်ဘာနဲ့ AI နည်းပညာပါဝင်တဲ့စစ်ရေးလေ့ကျင့်မှုတွေချဲ့ထွင်နေတဲ့အမေရိကန်စစ်တပ်ရဲ့လုံဆောင်ချက်တွေဟာဒေတာတွေလုံခြုံရေးအတွက်အန္တရာယ်တစ်ခုဖြစ်တယ်လို့တရုတ်စစ်တပ်ကတတိပေးပြောကြားခဲ့ကြောင်းဆောက်ချိုင်းနာမော်နီပိုကဖော်ပြခဲ့ပါတယ်။တရုတ်ပြည်သူတပ်မတော်ရဲ့နေစင်ထုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ PNLA Daily သတင်းစာမှာ PNLA ရဲ့စစ်သိပ္ပံအကယ်ဒမီမှာကျွမ်းကျင်သူကြည်ချမ်းကမကြသိမ်းမီသတင်းဘက်တွေအတွင်တဖက်သက်စစ်ရေးလေ့ကျင့်မှုတွေရဲ့ရှုပ်ထွေးပွေလီမှုအကြောင်းကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်။အဲ့ဒီစစ်ရေးလေ့ကျင့်မှုတွေက တမန်ရိုးကျစီရင်ပူပေါင်းဆောင်ရွက်မှုထက်ကျော်လွန်ပြီးဒေတာတွင်းလုံခြုံရေးအခြေအဟုံကိုထိခိုက်စေမဲ့ပြည်ပအင်အားစုအတွက်မဟာဗျူဟာမြောက်အခြေအနေတွေကိုဖြစ်ပေါ်စေပါတယ်လို့ကြီးကပြောကြားခဲ့ပါတယ်။အဲ့လိုမြင့်တက်လာတဲ့ဒေတာတွင်းချင်းချောက်မှုတွေကြောင့်တရုတ်နဲ့မြောက်ကိုရီးယားရဲ့စစ်ရေးလေ့ကျင့်မှုတွေဟာကာကွယ်ရေးအတွက်တရားဝင်မှုရှိကြောင်းသူကပြောပါတယ်။လွန်ခဲ့တဲ့နှစ်လခန့်ကအမေရိကန်စစ်တပ်ဟာတောင်ကိုရီးယားနဲ့ Oshi Freedom Shi စစ်ရေးလေ့ကျင့်မှုဂျပန်နဲ့ Resolute Dragon 2025စစ်ရေးလေ့ကျင့်မှုအမေရိကန်တောင်ကိုရီးယားနဲ့ ဂျပန်တို့ပါဝင်တဲ့ Freedom Age အမည်ရှိသုံးဖွဲ့ဆိုင်စီရေးလေ့ကျင့်မှုတို့ပြုလုပ်ခဲ့ပါတယ်။